ဒီဆင်းပဲလောက်ရင်စခရင်ရေဒီယိုပေါ့နော်ဆရာဆန်းတော့ဒီ code assent နဲ့ပြခဲ့ရတယ်ပေါ့နော် code assent နဲ့ပြခဲ့ရတယ်။အဲ့ဒီတော့ကျွန်တော်ခု AID နဲ့ထပ်ပြီးတော့ပြမယ်ပေါ့နော် AID နဲ့ထပ်ပြမယ်။ဒီမှာ AID pro တွေကိုသွားမယ်ပေါ့နော် AID pro တွေကိုဝင်လိုက်မယ်။အဲ့တော့ဒီသင်္ကန်းစာတွေကို live လောက်တဲ့နေရာမှာပေါ့နော်သင်္ကန်းစာတွေကို live လောက်လို့ရှိရင်ဒီပေါ့ error တွေကို သိဖို့ဆိုတာကုတ်တွေအကုန်လုံးပြပါကျွန်တော်အဲဒါကြည့်ပေးလို့ရပါဘောနော်သင်တန်းတက်တဲ့လူတွေပြောတာအဲ့တော့ no မျိုးပြီးတော့ဒီထဲမှာဒီမှာ project project ဆိုတော့ close close ဆိုတော့ရှင်းပြီးတဲ့ project ကိုပိတ်တာပေါ့နော်အဲအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က project အတွက်ယူမယ်ပေါ့နော်အဲအားတွေကိုနှိပ်မယ်ပေါ်ပါထားတာဟာလည်းနှိပ်မယ်နှိပ်ပြီးလို့ရှိရင်ဒီအဆက်ကလေး၃ဆက်ကိုဆက်နှိပ်မယ်ပေါ့နော်နှိပ်ပြီးအဲ့မှာနှိပ်လိုက်တယ်ဆိုဒီမှာ so project ဆိုတာရှိတယ်အကောင့်လေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ရင်ဒီတိုင်းလေးပေါ်လာအောင်နော်အဲ့ဒီနေရာမှာဒီမှာ create new project ဆိုတာနှိပ်လိုက်မယ် ဒါတော့ဒီလိုလေးပေါ်လာပြီဆိုလို့ကျွန်တော်ယူရမှာပါ။ဒါရယူရမှာအောင်ဆိုတော့ဒီ Android X Project ဆိုတာလေးကိုယူမိပါဘောနော်။အဲ့တော့နှိပ်လို့ရှင်ဒါပတ်ကနေနေပါလေကျွန်တော်တို့ပေးရမှာပေါ့နော်။အဲ့တော့ my lesson ဒီ minor sensor ရဲ့ဟာနေရရှိပြီးသားမလို့ပေါ့နော်ရှိပြီးသားဆိုတော့ကျွန်တော်က1လို့ပေးလိုက်မယ်အဲ့ဒီတော့ဒီမှာဘာလုပ်ရမလို့ဆိုတော့ကျွန်တော်က create ဆိုတာကိုနှိပ်မယ်ပေါ့နော်ဒီမှာ create ဆိုတာရှိတယ် create ဆိုတာလေးကိုနှိပ်လိုက်မယ် project တဲ့ယူလိုက်တာပေါ့နော် create project ဆိုပြီးတော့လုပ်နေပေါ့နော်ခဏဆောင်ပေးလိုက်အဲ့မှာကျွန်တော်က project တဲ့ထုတ်လိုက်ပြီပေါ့နော်အဲ့ဒီတော့ဒီမှာဒါဆိုရင် java ဒီမှာ android main ဒီမှာ android main framework ပေါ့နော် atlas main ပေါ့နော် ဒီကောင်ကယူပိုင်ပေါ့နော်ယူပိုင်ကဒါလေးပေါ့ညောဒါ project တွေရပေါ့နော် project တွေရပြီဆိုရင်ကျွန်တော် project ကိုထုတ်ကြည့်လိုက်အောင်ဘာမှမလုပ်သေးဘူးနော်အလို့ကိုအဲ့တော့ကျွန်တော်တို့ကဒီဟာကို login screen ကိုကျွန်တော်မနေ့ကကိုအဆန်နဲ့ပြခဲ့တာဆိုတော့ကို AID နဲ့ထပ်ပြီးတော့ပြမှာပေါ့နော်ရင်းမွန်ရင်းနေရတော့အတူတူပဲဗျဘာမှမကွာဘူးပေါ့နော်ကိုရေးတာအကုန်လုံးကအတူတူပဲဒါမဲ့သူက ID ကြီးကွာသွားတဲ့အတွက်ကျွန်တော်တို့အထဲထဲမှာ ဟိုဘော project ဒီနေရာပါတယ်ကတိောက်ပုံတွေကကွဲလွဲတာပဲရှိနေတယ်ဒါပေမဲ့သူတို့ရဲ့ကုတ်ရေးပုံရေးနည်းဘေးဖိုင်မှာဘေးကုတ်ရေးရတယ်ဆိုတာအကုန်လုံးအတူတူပဲဗျအဲဒါကွန်ပျူတာနဲ့ရေးမယ်ဆိုတော့ Android Studio ပေါ့နော် Android Studio မှာလည်းထုံနည်းတိုင်းပဲပေါ့နော်ဘာမှမကွာဘူးကုတ်ရေးပုံရေးနည်းကအတူတူပဲအဲအဲ့လိုပုံသားပေါ့နော်အဲ့တော့ Android Studio ကိုသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်ဘာလို့အမှန်တော့ဆိုတော့ကွန်ပျူတာအနည်းဆုံး RAM 8GB မှာအဆင်ပြေလိမ့်မယ်။သူက ီလိုအပ်တဲ့ဒီဟိုအရပေါ့နော်ဒီ Java SDK တွေပါတယ် download ဆွဲလို့ရှင်သူကအဲ့ဒီထဲမှာ Terminal download ဖိုင်တွေကအများကြီးပေါ့နော်အနည်းဆုံးသူကထဲထဲမှာ kernel ချီပြီးတော့ internet line နဲ့ကောင်းရမှာပေါ့နော်အဲ့ရမှာလာတယ်သူကဒီ Android တွေကိုထည့်သွင်းလို့ရအောင်ပေါ့နော်ပြီးလို့ရှင်လည်းသူကကွန်ပျူတာလည်းတော်တော်လေးကောင်းမှလာလဲသူကရေးလို့ပါလို့ကောင်းမှာပေါ့နော်ဟုတ်ပြီဒါကကျွန်တော်တို့ application ကို AIND ရနေပြီးတော့အပြင်ကိုထုတ်တာပေါ့နော် validity လုပ်ပြီးတော့ထုတ်တယ်ကွန်ပလိုင်းလုပ်နေပေါ့နော်ခဏလေးစောင့်ပေးလိုက်ပေါ့နော်ကြာတော့ကြာတော့ ဒါသူကပထမဆုံးစပြီးတော့ project ကိုကျွန်တော်က run လိုက်တဲ့အတွက်ဒီ project တက်ကို run တဲ့အချိန်မှာကြာရပေါ့နော်အဟောင်းဆိုရင်တော့အဲ့လောက်မကြာဘူးဒါပေမဲ့အတက်ကို run ရင်တော့ကြာရပေါ့နော်ဟုတ်ပါ project ထုတ်တာကြာနေရေပေါ့နော် ကြားနေဆိုရင်ကျွန်တော်တို့အိတ်ဆက်ခဏထောက်တိုင်းပေါ့နော် ထွက်ပြီးတော့ပြန်ဝင်လိုက်မယ်။နော် ပြန်ဝင်ပြီးတော့ဒါလေးကိုပြန်ထုတ်ကြည့်ရအောင်နော်။ဘာလို့တခါလေကြားလို့ရှိရင်သူကကြားရတယ်ပေါ့နော်။ကြားရတော့ application ကိုပိတ်ပြီးတော့ပြန်ဖွင့်ကြည့်ရမျိုးဖွင့်ပြီးတော့မှပြန်ပြီးတော့ run ကြည့်ရမျိုးပေါ့နော်။အဲ့လိုလေးလုပ်ပေးပေါ့။အဲ့တော့ဒီမှာတင်နန်းသားတွေကိုကျွန်တော်တခုပြောချင်တာပါဗောနော်ဒီ เออร่าဖြစ်တယ်ဗောနော်เออร่าဖြစ်တယ်ဆိုတော့ကျွန်တော်เออร่าကြီးဖြစ်တယ်เออร่าဘယ်နှခုဆိုကြီးရောစကရင်ရှော့ရိုက်ပြီးရောပြတော့အဆင်မပြေဘူးဗောနော်အဲ့ဒီတည်းမှာဘလို့ထည့်ထားတယ်ကုတ်တရားဘလို့ထည့်ထားတာအဲကုတ်ထည့်တာမှားတယ်ဆိုတော့လည်းเออร่าတက်တက်တယ်ဗောနော်ဒါမှမဟုတ်ပက်ကန်မင်းအပေးမှားတယ်ဒါမှမဟုတ်မလူလာတဲ့ဒီအခေယာတွေဗောနော်မလူလာတဲ့အခေယာတွေပါတာမျိုးဒါမှမဟုတ်သူတတ်မှတ်ထားတဲ့စီးမြင်းနဲ့မကိုက်မိအောင်လို့ဆိုတော့เออร่าတက်တယ်ဗောနော်အဲ့တော့အဲ့ဟာဒီကုံလုံးကိုတိချာ စခွန်ရိုက်မပြရတော့ကုန်ရေးပုံရင်းနေတော့မပြအောင်ဆိုတော့ကျွန်တော်နဲ့အဲဒါကြည်ပေးလို့မရဘူးเนาะအဲဒါတက်တာကြီးလာပြရတယ်ကျွန်တော်နဲ့ဘာမှရှင်းပြတော့မရဘူးเนาะကိုသိကျင်တဲ့အပိုင်းကိုအဲဒါတက်တယ်ဆိုလို့ချင်းဘေးဖိုင်မှာအဲဒါတက်နေတာဘယ်ဟာဆိုပြီးတော့တေချာစခွန် short ဖြစ်ပေတော့စခွန် recording လုပ်ဖြစ်ဖြစ်လုပ်ပြီးတော့ပြတာမျိုးတန်တန်းမှာဒီတန်တန်းတက်ထားလူတွေပေါ့เนาะလာပြီးပြတာမျိုးအဲဒါမှအဆင်ပြေနေပြီမဟုတ်ရင်တော့အဆင်မပြေဘူးပေါ့เนาะဘာအဲဒါတော့ဆိုတော့ အဲတော့ဒါ software ဖြစ်ထုတ်လိုက်ပြီပေါ့နော်ဒါပေမဲ့နည်းနည်းလေးကြာတာပေါ့နော်ဒါကပထမဆုံးချိန်ထုတ်တာမလို့ကြာတာပေါ့ဟုတ်ပြီဒါဆိုလို့ရှိရင် project အတက် run လိုက်တာပေါ့နော်အဲတော့ project အတက် run လိုက်ပြီဆိုတော့မနေ့ကဆင်းပေးလောက်ရင်ကိုကျွန်တော်ထည့်မှာပေါ့နော်ထည့်မှာဖြစ်တဲ့အတွက်ဒီမှာအဲဒီတော့တက် view ပေါ့နော် ရှင်မင်းတစ်တိုင်းလာခေါ်မယ်ခေါ်ပြီးတော့ဒီကောင်လေးကိုဟိုက layer high white quinta layer white white quinta layer margin ပေါ့နော် layer margin dot 30 dp 30 dp ပေါ့နော်ပြီးဖြစ်နေပေါ့နော်30 dp ပြီးတော့သူ့ကို layer cavity ပေါ့နော် cavity ဘယောကမတီစင်တာရဟောလာရှင်နေပေါ့နော်ဒါဆိုလို့ရှိရင် W လေးကကတ်သွားပြီပေါ့နော်သူ့ကို ID ပေးလိုက်တယ်ပေါ့ဟင်းသူ့ကိုကာလာထည့်မယ်ပေါ့နော် test ကာလာဒီမှာဆိုလို့ရှိရင်ကာလာအနီရောင်းရင်ပြထားလိုက်မယ်ပေါ့နော်ဟင်းဒါဆိုလို့ရှိရင်ကျွန်တော်တို့ W တခုထည့်ပြီးသားပေါ့နော်ဒီကျွန်တော်တို့ထည့်ပုံထည့်ရင်းရေးဖို့ရေးနေရတော့အကုန်လုံးအတူတူပဲဒါမှမဟုတ်ဒီမှာဒီ AID ကကုတ်အက်ဒီတာကောင်းတယ်ပေါ့နော်ကုတ်အက်ဒီတာတော့ဒီမှာဆိုလို့ရှိရင်ကာလာကုတ်တယ်လို့ ရက်စရာမလို့သူအထဲထဲနဲ့ဆွဲပြီးတော့ထည့်သွားရုံပဲ။နောက်ပြီးအကုတ်တရားရဲ့အော်တိုဆေးရယ်ပေါ့နော်။အဲပူပြီးတော့အဲကုတ်ရရပူပြီးတော့မြန်ဆန်တယ်ပေါ့နော်။ဟိုကကုတ်အဆက်ထပ်ပူပြီးတော့ပေါ့။ပြီးတော့အက်တစ်ပေါ့ပေါ့နော်။အက်တစ်တက်တခုထပ်ထည့်မယ်ပေါ့နော်။ပြီးလို့လေကျွန်တော်တို့က၄ယောက် hiker worth quintet ၄ယောက် wise သူ150 dp ပြီးလို့ရှိရင်၄ယောက်မာဂျင်ပေါ့နော်မာဂျင်တော့25 dB ကပတီပေါ့နော်၄ယောက်ကပတီကပတီကစင်တာရဟောလိုက်စင်နေပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ထားရတာလေးပြီးတော့သူ့ကိုကျွန်တော်တို့ကဘာထည့်အောင်လို့တော့ဟင်ပေါ့နော်ဘာထည့်အောင်လို့ဆိုတော့ user name ပေါ့နော် user name ဆိုပြီးတော့တက်မှတ်လိုက်တယ်အဲတော့ဒီဟာလေးကို copy ယူလိုက်အောင်ပေါ့နော်ထပ်ပြီးတော့ ဘဆွားအတွက်နောက်ထပ်တစ်ခုထပ်ထည့်မယ်ပေါ့နော်ဘဆွားတော့ထည့်ထားတာဒီကကျွန်တော်ကဘာလို့ဆိုတော့ PASSW ဟိုဘဆွားထည့်တယ်ထည့်ပြီးလို့ရှင်သူ့ကိုသူကတက်ပေါ့နော်ဒီကောင်ကကျွန်တော်က input type ကဘဆွားဖြစ်တဲ့အတွက် dash password ဆိုတော့ယူလိုက်မှာပေါ့နော်ယူပြီး okay ကိုနှိပ်လိုက်အဲဒါဆိုအဲ password ပုံထဲမှာရိုက်ထားတဲ့ဟာလေးတွေက မပေါ်တော့ဘူးเนาะကိုရိုက်လိုက်တဲ့ညဟာတွေကပြောင်းနေပါဘူးเนาะအဆက်ကလေးဖြစ်နေပုံမယ်အဲဒါဆိုလို့ရှိရင်တို့ကဘောင်းတစ်ခုနဲ့ဟိုအနေရသွားပြီပေါ့เนาะအဲ့ဒီတော့သူတို့ကို ID check ပြင်မယ်ပေါ့เนาะဒီကောင်က ID 1 ID 2ဟုတ်ပြီအဲ့တော့ကျွန်တော်တခြားကြည့်ကြည့်ပေါ့เนาะကျွန်တော်တော့ဒီ code asset နဲ့တော့ကွာတယ်ပေါ့เนาะရေးဖို့ရေးနေရမြန်နဲ့မြန်နဲ့ပေါ့เนาะပို့ပြီးတော့ဒီတော့သူ့ကို chat box ထည့်မယ်ပေါ့เนาะ ချက်ပေါက်ပေါ့နော်ချက်ပေါက်ထဲမှာထည့်ပြီးလို့ရှင်သူ့ကို layer high က word quantity ရှိလောက်ပဲနေရာနေပေါ့နော် layer word quantity တက်ကစစ်ပတ်သွားပါနော်စစ်ပတ်သွားသူ့ကို၄ရောက်မာဂျင်ပေါ့နော်၄ရောက်မှာ၄ရောက်ကမာဂျင်နဲ့ ခွာလိုက်ပါဘောနော်25ခွာလိုက်မယ်ခွာပြီးလို့ရှင်သူ့ကိုလည်း၄ရောက်ကပရီနဲ့အလဲကောင်ပို့လိုက်မယ်သူ့ကိုလည်း ID ချိန်လိုက်ပါဘောနော် ID chat box ကို ID ချိန်မယ်ချိန်ပြီးရှင်အောက်က button ဘောနော် button ကိုထည့်အောင်အဲ့တော့ button နော်မာတင်နဲ့ခွာရပြီးလို့ရှိရင်လေးယောက်ကပတိရဲ့အလေကောင်ကိုပို့လိုက်မယ်ပေါ့နော်အဲဗတန်လေးကအလေကောင်ရောက်သွားပြီပေါ့နော်အဲရောသူ့ကို ID ချိန်တယ်ပြီးလို့ရှိရင်သူ့ကိုအင်္ဂလိပ်ထပ်ချိန်မယ်ပေါ့နော်အင်္ဂလိပ်အင်္ဂလိပ်ကဒီမှာပေးခဲ့တဲ့နံပါတ်ကနံပါတ်နဲ့ပြန်ပြီးတော့ခေါ်ရတာပေါ့နော်အဲ့တော့ထူးခြားသွားအောင်ကျွန်တော်ကဒီကောင်လေးကို clip me ဆိုပြီးတော့ပေးခဲ့လိုက်မယ်ပေါ့နော်ညင်သာသွား clip me အင်္ဂလိပ်မှာ clip me လို့ပေးခဲ့ရနော်ဒေချာမှတ်တာမှတ်ပြီးလို့ရှိရင်ကျတော့ test ပေါ့နော် နောက်အရင်လိုဖိခဲ့တာ။အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ UI လေးကိုကျွန်တော်တို့ထုတ်ကြည့်ရအောင်နော်။ထုတ်ကြည့်မယ်။အဲ့ဒီတော့ဒါလေးကိုနှိပ်လိုက်။အဲ့ဒီတော့နှိပ်လိုက်ပြီးဒါဆိုလို့ရှိရင် Ready APP ပေါ့နော်။ Ready APP ထုတ်ပြီးတော့အပြင်ကိုထုတ်လိုက်ပြီးပေါ့နော်။ဒါကကျွန်တော် application လေးကိုအပြင်ကိုထုတ်လိုက်တာပေါ့နော်။ Compile လုပ်မယ်ပေါ့နော်။ခဏလေးစောင့်ပေးပေါ့။ ဒါလေးကိုကျွန်တော်ခွန်ပရာကြီးလုပ်ပြီးတော့ထုံတာဖြစ်တဲ့ခဏလေးစောင့်ပြီးတော့လုပ်ပြီးပေါ့နော် project တခုထုံလိုက်ပြီ။အဲ့တော့ရေးပုံရေးနေတာအတူပဲဗျ။ကောအဆက်နဲ့ပဲရေး AIDV နဲ့ရေးဒါပေမဲ့ဟို ID တဘောတရားပေါ့နော်။သုံးပြရ ID ကွာသွားလို့အတုံးချပုံလေးကွာသွားတာပဲရှိမယ်။ဒါပေမဲ့ကုတ်တရားအကုန်လုံးပုံစံတူပဲဗျ။အဲ့တော့ကျွန်တော်အနေနဲ့က AIDV များရတော့ရှားတော့ရှားပါရဲ့နော်။ကျွန်တော် ဟို10ရောက်မှ10ရောက်လောက်ပဲရှိမယ်ထင်ပါတယ်ဘာလို့ဆိုတော့ AID နဲ့ရတာပို့ပြီးတော့ကိုကြီးရတာပို့မြန်တယ်ပေါ့နော်ကိုယ်ဆက်နေလဲရတယ်ပေါ့အဲဒီတော့ကျွန်တော်ငကားတာတစ်ခုတင်တာအဲနှစ်မျိုးလုတ်ပေးရတော့အဆင်ပြေပြီပေါ့နော်ကျွန်တော် AID နဲ့ပြရမယ်ဒါပေမဲ့ကိုကိုကိုယ်ဆက်နေလိုက်လုတ်ကြည့်လို့လည်းရတယ်ပေါ့နော်ဟုတ်ပြီဒီမှာထုတ်ကြည့်လိုက်မယ်နော် install တင်လိုက်မယ်ကိုကြီးပုံကြီးเนี่ยအတူတူပဲကုတ်တရားအကုန်အတူတူပဲထည့်ပုံထည့်နေတယ်အတူတူပဲဗျာ ဒါမဲ့ kwa သွားတာဆောနာပြောတာ ID တော့ချပုံ kwa သွားတာပေါ့နော်ဒီမှာဆိုလို့ရင်သူတို့ရဲ့ design တွေဒီမှာဒါလေးတွေဆိုလို့ရင်ဒီမှာ password ပေါက်ပါမယ်ဒီမှာဒီမှာဆိုလို့ရင်ရိုက်လိုက်တယ်ဆိုရင်ဒါလေးတွေပေါ့ပါနော်သူကအလုံးမလုံးသေးဘူးဘာလို့လဲဆိုတော့ java ဘက်မှာမရေးရသေးဘူးပေါ့နော်အဲ့တော့ဒီမှာ java ဘက်ရေးဖို့အတွက်သွားမယ်ပေါ့နော်အဲ့တော့ Java ဘက်မှာကျွန်တော်တို့က tab view ကိုခေါ်လိုက်မယ် တက်ဖြူတီပီဒီပြီးလို့ရှင် ED ရယ် artist dash artist dash ED ED နဲ့ ED B A S S W O R password ပေါ့နော် ED password ဆွမ်း ID ရဆွမ်း ID ရနေ ID ရ password ပေါ့နော်အဲဒါထလို့ရှင်ကျွန်တော်တို့ဘာခေါ်အောင်လုပ်ဆိုတော့ ေဘူးရင် find view by r id အတပ်ဒီ main ဆိုတော့သူက tab view ဖြစ်တယ်တော့ tab view ရဲ့ id ကိုခေါ်မယ် id name ကအပေါ်က editors 1ပေါ့နော် r id find view by r တီအတပတီအတတက်ဝါမနော်ချက်ပေါက်ချက်ပေါက်တွေဒီမှာထပ်ပြီးရောထည့်မယ်ပေါ့နော် CACCD chat ချက်ပေါက် CB လို့ပေးလိုက်မှာချက်ပေါက်အဲ့တော့ချက်ပေါက်ကိုလည်း ID ချိန်ပေးရမှာပေါ့နော် CB ချက်ပေါက်1ဒါဆိုလို့ရှိရင်ကျွန်တော်က ချမ်းပေါက်ကိုလည်းချိန်ပြီးပြီဒါဟွာတယ်လေဒီအတစ်ပေါက်တွေလည်းချိန်ပြီးပြီချိန်ပြီးပြီဆိုလို့ရှင်ကျွန်တော်တို့ on click ခေါ်မှာเนาะ pub publish why အဲ့တော့ on click မှာဘာချိန်ခဲ့တော့ဆိုတော့ကျွန်တော်တို့ဒီမှာ button မှာကြည့်ကြည့်လိုက်ဒီမှာ click me နဲ့ချိန်ခဲ့တာပေါ့เนาะအဲ့တော့အဲ့ click me နဲ့ပြန်ခေါ်ရမှာ the list me view ဘူးကြီးပေါ့เนาะ ဒါဆိုလို့ရှိရင်ကျွန်တော် clip မျိုးဒီ view ပေါ်မှာဖြည့်တိုင်းဖြည့်ပြီးလို့ရှိရင်ဒီမှာအစိမ်းလေးပေါ့နော်အပေါ်ကစိမ်းလို့နေ import ကိုနှိပ်ပြီးလိုက်ဒါဆိုလို့ရှိရင်သူက import တစ်ခါထည့်ပြီးတော့ပေါ့နော်အဲ့တော့ switch switch ဆိုတာ cloud ပေါ့နော်အဲ့တော့ v gas id id ကိုယူလိုက်တာပေါ့နော်အဲ့တော့အဲ့ view ထဲမှာရှိတဲ့ id ကိုယူလိုက်တာအဲ့တော့ k r id ဒီမှာနော်ဆောင်းတာဘတ်တန်ဘတ်တန်ရဲ့ id ကိုယူလိုက်တာပေါ့နော် ယူပြီးရင်တော့ကသူ့အလုပ်လုပ်ဖို့အတွက် brake ပေါ့နော်အဲ့ button ကိုနှိပ်ပြီးလို့ရှင် brake ဆိုတာရက်တာပေါ့နော်အဲ့တော့ဒါဆိုလို့ရှင်ကျွန်တော်တို့ button ရဲ့ဒီ UI နေနဲ့ချိန်ပြီးတာပြီးသွားတယ်အဲ့တော့အလုပ်လုပ်ဖို့အတွက်ကျွန်တော်ဆက်ထည့်မယ်ပေါ့နော်အတီက name ဆိုတာ string ဘယ်ရယူမအောင်ဆိုတော့ ed name ရတယ်ယူမယ် gas test to string ဟုတ်ပြီအဲ့တော့ SDR password password နဲ့ ED password နဲ့ယူမယ် ED password gas test ပေါ့နော် gas test ယူရဲသူစွန့်စွန့်စာတာဖြစ်ယူလိုက်တယ်ပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလို့ဆိုတော့ဒီ attached ဒီပေါ့နော်ဘောင်းနှစ်ခုထဲမှာထည့်ရဲ data တွေကိုယူပြီးတော့ယူပြီးတော့အလုပ်လုပ်တော့မှာပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် IF ဖြစ်နေပေါ့နော် ftr name name are equal ညီရဆိုလို့ရှင်ဗာနဲ့ညီမလို့ဆိုတော့ admin ပေါ့နော် admin ဆိုတဲ့စာနဲ့ညီမယ် user name ကပြီးတော့ and ဒီဟာလေးကတို့နှစ်လို့အဓိပ္ပာယ်ရအောင်နော်ပြီးတော့ ftr password password ဟာ equal ညီရဆိုလို့ရှင်ဗာနဲ့ညီမလို့ဆိုတော့ ad admin 1 2 3 4နဲ့ညီရဆိုလို့ရှိရင် TV SAS DAS low and SAS ဖြစ်မှာပေါ့နော် low and SAS ဖြစ်သွားတာပေါ့နော် low and SAS ဖြစ်မှာတကယ်လို့မဟုတ်ခဲ့ဘူးဆိုရင်ဒီတော့ low and pay ပေါ့နော် SAS DAS ဖြစ်လောရင်ဖြစ်ဖြစ်တယ်ပေါ့နော်လောရင်ဝင်တာမအောင်မြင်ပေါ့နော်အဲ့တော့အတ္တိယနဲ့ equal မြည်ရခြင်းပေါ့နော် user name က admin နဲ့မြည်တယ် password က admin 1234ဆိုလို့ရှိရင်စာဆက်ဖြစ်မှာပေါ့နော် login တကယ်လို့မဟုတ်ခဲ့ဘူးဆိုရင် login ဖြစ်ဖြစ်မှာပေါ့နော် login ဝင်တာမှားရင်းသွားတယ်ပေါ့နော်တော့အဲ့လိုဖြစ်မယ်အဲ့တော့ကျွန်တော်တို့ကဒါဆိုလို့ရှိရင်ဒါ login ဝင်တဲ့အပိုင်းပြီးသွားပြီဘောက်ထဲကဒီ ဂလူတာနိန်ပေါက်ထင်းနဲ့ဒီပတ်ထွက်ပေါက်ထင်းကယူတဲ့ဓာတ်တွေကရသွားရသွားဆိုတော့ချက်ပေါက်ပေါ့နော်ချက်ပေါက်ကိစ္စကိုဆက်သွားဓာတ်တွေကိုသိမ်းမယ်ပေါ့နော်ဒီကျွန်တော်တို့ထက်ခါထက်ခါမဝင်ချင်းပေါ့နော်ပထမစေ့ထားရဆိုလို့ရှိရင်နောက်တစ်ခါဝင်တဲ့ခင်ဗျာအော်တိုပေါက်ထင်းမှာဖြည့်တာလို့လိုချင်တယ်ဆိုလို့ရှိရင်ဘာလို့မလို့ဟိုတော့ SHA က share တွေ prefab ပေါ့နော် SHB share prefab အတ္တတာပေါ့နော်အတ္တတာဒီထဲမှာပါမယ်ကြီးကကိုယ်ဟွာကိုကျွန်တော်တို့ကယူมาဖြစ်တဲ့အတွက်ကိုယ်အတ္တတာအတ္တအဲ့တော့သူကမပေါ်လို့ပေါ့နော်မပေါ်တော့ကိုယ်ကိုရိုက်ထဲလိုက်တယ်ဟုတ်ပြီအဲ့တော့ SHB SHB က ကျွန်တော်ဘာယူမလို့ဆိုတော့ gas CI preference name MOD most favorite ပေါ့နော်ဒီမှာ most favorite ယူလိုက်တယ်အဲ့တော့သူက my file ပေါ့နော် file နာမည်ကို my file လို့ပေးလိုက်တယ်ပြီးတော့ editor ပေါ့နော် EDI ဒီက editor ညာချင်း SHP Mm-hmm. အတ္တတာ EHP ပေါ့နော်တရားဆိုလို့ရှိရင် Addis ယူတိုင်းမှာပေါ့နော် Addis ယူပြီးလို့ရှိရင်ဒီမဲ့ login startup ဖြစ်တဲ့ဆိုလို့ရှိရင်သူက chatbot ပေါ့နော် chatbot က ISA ဖြစ်တဲ့ chatbot ပေါ့နော် CB is chat ဖြစ်တယ်ဆိုလို့ရှိရင် data ပဲပိတ်မယ်ပေါ့နော်ပွဲ 페이메 테이메 투 유사 네이메 테이메 바노 아티아 네 유사 네이메 테이메 아볼루에 보스 유사 네 피로 이 이디아 네 아타타 보스 파스와 바노 파스와 테이메 아티아 파스와 ཀའི ဆော့ဆော့ကိုတိမ့်တာပေါ့နော်တိမ့်ပြီးလို့ရှိရင်နောက်ထပ်ကျွန်တော်တို့ချက်ဘောက်တွေတိမ့်မယ်ပေါ့နော်အတတာ with blue true ပေါ့နော်သူကတော့ true မှတ်ထားရတော့ true chat chat ပေါ့ဒါလို့မမခဲ့ဘူးဆိုရင် ENFT ENFT ဆိုပြီးတော့ကျွန်တော်တို့ပြရမယ်ပြပြီးလို့ရှိရင် EDID အတတာ with blue chat box က4ပေါ့နော်4လို့ပေးခဲ့တိုင်းပဲအဲ့တော့ chat box က4 chat box ကို4လို့ပေးထားမှာပေါ့နော်ဒါတော့ပေးပြီးပြီဆိုလို့ချင်းသူ့အောက်ကအတတကွန်မတ် ဲ့တော့ဒါ password ကိုသိမ်းတာပေါ့နော် chat box ကို click နိုင်ထားတဲ့ဒီ username password ကိုသိမ်းနေပေါ့နော်တကယ်တော့ chat box ကိုဒီအမှန်ကြက်လေးမပေးခဲ့ဘူးဆိုရင် username password မသိမ်းဘူးပေါ့နော်ဒီမဲ့ ISA ဖြစ်တယ်ပေါ့နော်ဒီမဲ့ SHB dash ဆန်ပေါ့နော်ဆန်အဲ့အစစ်ဖြစ်ကဘောလူလို့မရပါနော်ဘောလူ ော့ဆိုလို့ရှိရင်ဒီမှာဒီချက်ပါပေါ့နော်ချက်ပါကလေးကပထမအမှန်ချက်ပေးခဲ့ရဆိုရင်သူက true ဖြစ်တယ်ဆိုလို့ရှိရင်ဘာလို့အောင်လို့ဆိုတော့ ed name กว่ามา sas test sat test shp gas shrimp ယူစာနိုင်ပေါ့နော်ဒီမှာယူစာနိုင်ဟာဒီမှာထည့်ရမှာပေါ့နော်ယူစာနိုင်ထည့်ပေးရမှာပေါ့ပတ်စဝါဆိုရင်သူ့ကိုဒီမှာပတ်စဝါထည့်ပေးမယ်သူက ED ပတ်စဝါပေါ့နော်အဲဒါဆိုလို့ချင်းကျွန်တော်တို့ကချက်ပေါက်လေးထဲမှာအမှန်ချင်းပေးခဲ့ဆိုတော့နောက်တစ်ခါဝင်တဲ့ချိန်ကျရင် user name password ကိုအမှန်ချင်းပေးမှာပေါ့နော်အဲ့တော့ chat box ေးပြီး chest true ဘောနော်သူ true လို့ပေးလိုက်မယ်အဲ့တော့ကျွန်တော် application ကိုအပြင်ကိုထုတ်ကြည့်လိုက်မယ်ပေါ့နော်ဒါ user name password မှန်တယ်ဆိုရင်စေးတဲ့အပိုင်းရောပါအောင်အကုန်လုံးကျွန်တော်တစ်ခါလေးဒီမှာ တစ်ခုလေးပြသွားတာပေါ့နော်အရင်တင်ခဲ့တဲ့ lesson ကိုဒီ code အစနဲ့တင်ခဲ့တဲ့ဟာကို AID မှာအကုန်လုံးပေါင်းပြီးတော့ပြပေးလိုက်တဲ့တဘောပေါ့နော်ဟုတ်ပြီအဲ့တော့22မိနစ်ကြာပေါ့နော်ဒီကြီးဟာအကုန်လုံးကိုရေးရတာပေါ့နော်အဲ့တော့ဒီမှာ lesson နေနဲ့ထုတ်လိုက်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ဘာလုပ်မလို့ဆိုတော့နေကြည့်မယ်ပေါ့နော် AD MR Adamant AD MR Adamant 1 2 3 4 5ပေါ့နော်5ဒီထည့်လိုက်တယ် နှိပ်လိုက်ပဲဒီမှာကျွန်တော်က1 2 3 RMI 1 2 3 4เนาะသူက1 2 3 5ဖြစ်နေတယ်အဲ့တော့ stack လက်မှတ်တယ်ပြီးတော့သူ့ကိုဒီမှာပြန်လိုက်ပြန်နော် AD RMI 1 2 3 4ပေါ့เนาะနှိပ်လိုက်တယ် login success ဆိုပြီးတော့ဒီမှာပြသွားပါပေါ့เนาะဒါဆိုလို့ရှိရင်ဒီမှာအမှန်ချင်လဲပေးခဲ့ရပေါ့เนาะပေးခဲ့တာဆိုတော့ထွက်ကြည့်လိုက် project ကဒီမှာ my lesson 1เนาะဒီမှာဆိုလို့ရှိရင်ကျွန်တော်ထပ်ဝင်လိုက်တဲ့အချိန်မှာသူကအမှန်ကြီးကလေးနဲ့ဒီမှာမပြောက်တော့ဘူးပေါ့เนาะဒီမှာ chat box မှာတစ်ခါတည်းမှတ်ပြီးသားပေါ့เนาะပြန်ဝင်ကြည့်လိုက်ပေါ့เนาะဒီမှာ lesson 1ဆိုတော့မှတ်ပြီးသားဒီမှန်ကြီးကလေးဖြုတ်ပြီးလုံးရင်စာဆက်လုပ်ကြည့်လိုက်နောက်တစ်ချိန်ပြန်ဝင်ကြည့်လိုက်ဒါဆိုမှတ်မထားတော့ဘူးပေါ့เนาะအဲ့လိုပုံစံမျိုးပေါ့เนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့အဲ lesson ကိုတဘောပေါက်သွားပြီလို့ထင်တယ်ပေါ့เนาะဒါဆိုလို့ရှိရင် ဒီအပိုင်းကိုနားလည်ပါပြီလို့ထင်တယ်လုံးဝစကရင်ဒါဆင်းမဲ့လုံးဝစကရင်ပေါ့နော်လုံးဝရှားရီပရိခန့်နဲ့ဒီဒါတာတွေကိုအသိဉာဏ်ပြုရဲ့ပြီးတော့ဒီချက်ပေါက်မှတ်တာရယ်ပေါ့နော်ဒါကလစ်ဒါလေးမှတ်တာရယ်ဆိုလို့ရှိရင်ဒါကိုချက်ပေါက်လို့ခေါ်တယ်ဒါတော့ဒီစီကန်ဟူလိုက်တာဆိုတော့ဒီလိုအမှန်ကြီးကလေးပြီးတော့လိုက်တာလာမျိုးဒါမှမဟုတ်တစ်ခုခုစေချင်တာမျိုးဆိုတော့ဒါလေးနှိပ်ပြီးတော့စေတာမျိုးဒါဆိုလို့ရှိရင်တဘောပေါက်သွားပြီလို့ကျွန်တော်ထင်တယ်ပေါ့နော်ဒီလုံးဝစကရင်လုံးဝရိုးရိုးရှင်းရှင်းနဲ့လုံးဝဘာမှမပါဘဲနဲ့ကုတ်တွေအများကြီးရတယ်လို့ပဲနဲ့ဒါက လုံးဝအခြေခံ basic ပေါ့နော်အခြေခံလေးကိုပြသွားပါပေါ့နော်နောက် lesson တွေမှာဒီကဲဟွာတွေကိုပြပေးပါပေါ့နော်သင်တန်းတက်ထားတဲ့လူတွေအနေနဲ့မရှင်းတဲ့နေရာတွေကိုလာပြီးတော့မေးလို့ရတယ်ပေါ့နော်ကိုမရှင်းတဲ့နေရာတော့မေးပါပြီးတော့ကိုရေးထားတဲ့ကုတ်တွေမှန်မှန်တော့ကျွန်တော်ပြပေးပါကုတ်တွေမတည်ဘဲနဲ့ထဲပုံထဲနေမှန်လားမှားလားမသိဘဲနဲ့အဲ့ဒါတက်တာကြီးလာပြလို့ရှင်ကျွန်တော်အနေနဲ့အဲ့အရာကြီးကို ျွန်တော်ဘယ်နေရာမှာမှားပါရဲ့လို့ပြောလို့မရဘူးပေါ့နော်အဲ့ဒါတွေကိုကျွန်တော်လာပြီးတော့မပြနိုင်အဓိကကိုရေးထားတဲ့ကုတ်ကိုပြပါအဲ့ဒါဖြစ်တဲ့ဆိုလို့ရှိရင်အဲ့တော့အဲ့ကုတ်တွေကိုဆက်ပြီးတော့မှားနေမှန်းနေတယ်ဘက်ကနေထဲတာမှားတယ်မှန်းတယ်ဆိုလို့ရှိရင်အဲ့ဒါတွေကိုပြောမယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်သင်ထားတဲ့အထီးကိုလိုက်ပြီးတော့လုပ်ပေါ့နော်နောက်ထပ်လက်စင်တွေကိုထပ်ပြီးတော့ပြမယ်ပေါ့နော်အားလုံးကျေးဇူးတင်တယ်ဗျာ